ဆန်ဂျိန်သစ်ကိုစီတင်ဖို့ရှိနေတဲ့ဟာလန်နဲ့ဆာလာမန်စီးတီးလီဗာပူးနဲ့ပွဲစဉ်မှာစိတ်ဝင်စားဖို့အကောင်းဆုံးအချက်တစ်ချက်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Debate Show Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ကစားချမဲ့ Premier League ပွဲစဉ်တွေထဲမှာစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တွေလည်းပါဝင်လို့နေပါတယ်အဒီထဲမှာကစားသမားတွေရဲ့ဆန်ဂျိန်ဆန်ညုံးတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေတာမျိုးတွေလည်းရှိနေပါတယ်ဟုတ်ပါတယ်မန်စီးတီးနဲ့လီဗာပူးပွဲစဉ်မှာဟာလန်နဲ့ဆာလာတို့မှတ်တိုင်တဲ့ ကိုစီစိုက်ထူဖို့ရှိနေတာကြောင့်ဘယ်ကစားသမားကအမှတ်တိုင်သစ်စိုက်ထူနိုင်မလဲဆိုတာကိုကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။အာလင်ဟာလန်ကမန်စီးတီးအသင်းနဲ့အတူအတော်လေးတောက်ပါနေပြီးတော့မိုဆာလာကတော့လီဗာပူးအသင်းနဲ့အတူခြေစွမ်းပြန်လဲတင်းငိမ့်လာတာကိုတွေ့ရပါတယ်။လက်ရှိအမှတ်ပေးစရာထိတ်ဆုံးမှာဥဆောင်နေတဲ့အာဒီဒါဥဆောင်နေတဲ့အာဆင်နယ်ကိုကြော်တက်ဖို့အတွက်လန်ဒလောမှာမဖြစ်နိုင်ကြသေးပေမဲ့မန်စီးတီးနဲ့လီဗာပူးတို့ကစင်ပြန်ကြီးနဲ့ရမှတ်ကွာဟမှုမကြီးမရအောင်ဆွမ်းဆောင်သွားကြတော့မှာဖြစ်ပါတယ်။ လရှိမှာတော့မန်စီးတီးနဲ့လီဗာပူးတို့အဆင့်နှစ်နဲ့အဆင့်သုံးတို့မှာရပ်တည်နေပြီးတော့ရမတ်ကလည်းတမတ်တာကွာသေးတာဖြစ်ပါတယ်။လီဗာပူးအသင်းဟာကစားသမားတွေကိုနေရာထားသူပုံပြန်လည်မှန်ကန်လာပြီးတော့လက်တလောလမ်းကြောင်းမှန်ပေါ်ပြန်လည်တက်လန်းလာနိုင်ခဲ့တယ်လို့မန်စီးတီးကလည်းအာလန်ဟာလန်ရဲ့သင်းကိုးတွေနဲ့ပုံစံကောင်းရနေပြီးတသင်းလုံးကလည်းဟာလန်ကိုအားပြုကစားနေရတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဟာလန်ဟာလက်ရှိအချိန်ထိပရီးမီးယားလိသင်းကို98ကိုအထိရှိနေပြီဖြစ်တယ်လို့အဆိုပါသင်းကိုးတွေအတွက်108ပွဲသာကစားရသေးတာကြောင့်ယခုလာမယ့်ပွဲမှာဂိုးထပ်မံသွင်းယူပြီးတော့ အလန်ရှိယာရဲ့124ပွဲကစားသွင်းကူတရားဆိုတဲ့စံချိန်ကိုရိုက်ချိုးသွားဖို့ရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့လီဗာပူးနဲ့ထိတဲ့ရင်ဆိုင်မှု၄ချိန်မှာဟာလန်ကသွင်းကူတကူသာသွင်းယူထားနိုင်ပြီးတော့ဆာလာကတော့မန်စီးတီးနဲ့တွေ့ခဲ့တဲ့ပရီးမီးယားလိပွဲတွေမှာသွင်းကူ၉ခုနဲ့ဖန်တီးမှု၆ချိန်ပြုလုပ်ထားတာကြောင့်မန်စီးတီးကိုဂိုးသွင်းနိုင်သောကစားသမားအဖြစ်စံချိန်ရထားပြီးသားဖြစ်နေပါတယ်။ဆာလာအနေနဲ့လာမယ့်ပွဲမတိုင်ခင်ကတည်းကအသင်းအတွက်သွင်းကူ250မြောက်သွင်းကစံချိန်သစ်တင်ထားပြီးဖြစ်ပေမဲ့ရိုနီရဲ့183ကိုဖန်တီးမှု63ချိန်ကိုရိုက်ချိုးဖို့ကြိုးစားရမှာဖြစ်ပြီး လက်ရှိအချိန်ထိဆာလာကလည်းလီဗာပူးတသင်းနဲ့အတူရော်နီရထားတဲ့စံချိန်အတိုင်းဂိုးပါဝင်ပတ်သက်မှုအတူတူရရှိထားပြီးဖြစ်ပါတယ်။ဒါကြောင့်အင်္ဂလန်ကန်နဝင်တွေဖြစ်တဲ့အလန်ရှီယောင်းနဲ့ရော်နီတို့ရဲ့စံချိန်တွေကိုဘယ်ကစားသမားတွေကရိုက်ချိုးကြောဖြတ်သွားမလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီကစားသမားနှစ်ဦးကပဲဒီပွဲစဉ်ရဲ့အဖြေကိုပြောင်းလဲပေးသွားနိုင်ခြင်းရှိနေတာမျိုးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မန်စီးတီးကအာလန်ဟာလန်ကိုအပြူဆော့နေတယ်လို့မိုဆာလာကလည်းအသင်းကြီးတွေနဲ့တွေ့ရင်ခြေစွမ်းကောင်းတဲ့အမြဲတမ်းပိုင်ဆိုင်လေးရှိပြီးတော့သင်းကိုတွေကိုလည်းသင်းယူလေးရှိရကြောင်ပဲဖြစ်ပါတယ်။ လီဗာပူးအသင်းမှာဆာလာကနေရာပြန်ရပြီးခြေစွမ်းမှန်နေချိန်မျိုးမှာမန်စီးတီးနဲ့လာတွေ့တာကတော့မန်စီးတီးအတွက်ကန်ဆိုးတယ်လို့ပဲပြောရပါမယ်။အဖြစ်မပေါ်သေးတာကြောင့်ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပြီးဒီကစားသမားနှစ်ယောက်ထဲကတစ်ယောက်ကတော့အသင်းကိုကယ်ရီပေးသွားအောင်မှာတေချာကြောင်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။အဆုံးတကြီးပြေကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။